ကဲကျွန်တော်ဟယ်လိုအလုံးကြားလားဟယ်လိုအလုံးကြားလားဗျာအဲကျွန်တော်ကြီးညာထားတဲ့အတိုင်းကျွန်တော်တက်လာအာအာမြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေကိုကျွန်တော်အာရိုးရိုးရှင်းရှင်းလေးပဲတူတူတုတ်တုတ်နဲ့ကျွန်တော်ပြောပြသွားဖို့အတွက်ကျွန်တော်မြန်မာနိုင်ငံနဲ့ဆန်တော်ချင်း၈နိုင်ကြီးကိုကျွန်တော်တက်လာမယ်လို့ကျွန်တော်ခရီးပေးတယ်ဗျာကျွန်တော်ပေးတဲ့အတိုင်းကျွန်တော်တက်လာတယ်โอเคအာကျွန်တော်တက်လာပြီဆိုတော့အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ငလျင်ကိစ္စပေါ့ဗျာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောသွားမယ့်အကြောင်းအရာတွေလည်းရှိတယ်လို့အခြား ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြရမယ့်အကြောင်းအရာလည်းရှိပါတယ်။ဟုတ်ပြီကျွန်တော်ကတော့တူတူတတုပ်ပဲပြောပြလို့ရမယ်။အာကျွန်တော်မနေ့ပြန်ခီးသွားစရာရှိတယ်ကျွန်တော်ဆော့ဆော့အိတ်ပြီးတော့ကျွန်တော်လေစိတ်ကိုအစောကြီးဆင်းရမယ်။အဲ့ဒါကြောင့်ကျွန်တော်တူတူပြောမယ်ဗျာ။မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ငှက်လျင်ဆိုတာတကဘာလုံးမှာရှိနေတဲ့ငှက်လျင်ကြီးရဲ့ပြဿနာကိုဒါအားလုံးအော်မိတ်ဆွေညီကိုမောင်နှမတွေတိအောင် ကျွန်တော်ပြောနိုင်တာကမျက်လျင်ဆိုတာမိုးလီဝတ်ဒီလေတိုက်နှုံးနေအပူချိန်နေမှုန်တိုင်းဖြစ်ပေါ်မှုတွေအဲအဲ့ဒါတွေကိုပြောနိုင်တယ်လို့ငါလျင်ဘတော်ဖြစ်မလဲဆိုတဲ့ဥစ္စာကိုကြိုတင်ပြောနိုင်တဲ့ကဘာမှာနီးပညာအရန်အားနေပါလေကျွန်တော်ဒေါက်တာအာခရီးရှာဝုဒ်နဲ့ဒီငါလျင်ဟာဝိုင်ယား ငလျင်တိုင်းတာကြီးဒေါက်တာခရီရှာဝုဒ်နဲ့ကျွန်တော်တယ်လီဖုန်းဆက်ပြီးတော့ကျွန်တော်မေးကြည့်တယ်ဒီငလျင်တိုင်းတာရေးတွေကိုလို့ဘာဖြစ်လို့ကြိုတင်သိအောင်လုတ်ပေးနိုင်ခြင်းမရှိရတာလဲဆိုတော့ဒေါက်တာခရီရှာဝုဒ်ကကျွန်တော်ကိုပြောတာအရင်ရှင်းပါလေမြေကြီးတဲကိုအပူချိန်တွေရောလှုပ်ရှားမှုတွေရောเนาะ ရွှေ့လျားပြောင်းရွှေ့မှုတွေရောအဲ့ဒါတွေကိုအာယုံခံစနစ်တွေကိုကဘာမှာငလျင်ဖြစ်တဲ့ဒေတာတွေကိုတိတိကျကျအ ਨੇ စုံပေတထောင် sorry ပေထောင်မိုင်းတထောင်မို့လीမိုင်းတထောင်လောက်ထိကိုကဘာကြီးကိုထဲ့သွင်းဖို့အတွက်အောက်မှာရှိနေတဲ့အပူချိန်နေတိတ်တီးအားတွေညှက်အားတွေအဲ့ဒါကိုခံနိုင်ဖို့အတွက်မြေကြီးတဲ့ကိုထိုးထဲ့သွင်းထားရမယ် စင်တာတွေအများကြီးလိုအပ်တယ်တဲ့အဲ့ဒါတွေကဘာကြီးကမလုံနိုင်သေးပါဘူးတဲ့အေတို့တော့အဲ့ဒီငလျင် ဖြစ်လာပြီးပြီဆိုရင်နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတဲ့ဟိုတိုင်းတာချက်တွေနဲ့ဟို research ပေါ့ဗျာသူတည်တနာလောက်ထားတဲ့အချက်တွေတော့ရှိတယ်တဲ့ Okay ဒါဆိုရင်ကျွန်တော်ကအခုဖြစ်တဲ့ဒီစကိုင်းငလျင် တော့ဗိုလ်မြောက်လှိုင်ကတော့မန္တလေးမိုင်20กว่าတို့ကီလိုမီတာ20กว่าတို့ပေါ့ဗျာအဲသူကပြောတယ်သူတို့ကပြောတော့စကိုင်းငလျင်ဘူးချက်မကနေသူတို့ကစတိုင်းတာတာဆိုတော့သူတို့ကအခုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဒါညီကိုမောင်နှမတွေကိုကျွန်တော်ဟိုပြောပြတာနော်သူတို့ပြောတာတော်တော်ကောင်းတယ်အဲ့ဒီငလျင်ကတဲ့ underground spider web sinking လို့ခေါ်တယ်တဲ့ underground spider web sinking မြေအောက်ပင်ကူအိမ်ကဲ့သို့ရေနဲ့ရွှွန်နေဝင်လာတဲ့ငလျင်မျိုးဖြစ်သွားတယ်တဲ့အော်ခင်ဗျားတို့အဲ့ဒီမှာဖြစ်နေတဲ့အခြေအနေကိုမိတ်ဆွေတို့ပဲသိမယ်နော်သူတို့ရှင်းပြတာအဲ့ဒီငလျင်ဖြစ်သွားပြီးရင်တဲ့နောက်ထပ် အရွေ့ရှားသွားတဲ့အချိန်ပေါ်မှာတဲ့အတီတကြအစားထိုးဝင်ရောက်ပြီးတော့နောက်ကြောက်လွှာမြေစီလွှာတစ်ခုက စနစ်တကျအထိုင်မကျသေးဘဲနဲ့ရွေ့ရှားပြီးတော့ဖြည်းဖြည်းချင်းငြိမ်သွောင်းလို့ရမယ့်အခြေအနေရှိနေရမယ့်အခြေအနေမျိုးကြောင့်နောက်ထပ်ငလျင်နေဆက်ပေါ်ပါတယ်တဲ့ဒါတက် နှစ်ချက်ကျွန်တော်ပြောချင်တာကအခုဝင်သွားတာကရှွန်စည်းနဲ့ရေတွေဖြစ်တဲ့အတွက်တဲ့အဲ့ဒီဒေတာမှာဆောက်ထားတဲ့တန်တန်တန်เนาะအလေးချိန်တန်နှစ်ရာထက်ကျော်တဲ့အဆောက်အဦတွေအလုံးဟာတဲ့မိသားရဲ့စူစွမှုဒဏ်ကို ံနိုင်မှာမဟုတ်ဘူးတဲ့ဥပမာကွန်ဒိုတို့လိုဟိုအဆင်းမြင့်တိုက်ကြီးတွေလိုလုံးချင်းအိမ်ကတော့တန်နေရမကြော်ဘူးဗျအဲ့ဒီလိုဆောက်ထားတဲ့အဆောက်အဦတွေဟိုအချိန်မရွေးညကြီးအောက်ကိုနှိမ့်ဝင်သွားနိုင်ပါတယ်တဲ့ကျွန်တော်ရှင်းပြပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့အဲ့လိုတစ်ခုနဲ့တစ်ခုရွေးရှားလိုက်တဲ့အချိန်မှာဗျာ အဲ့ဒီကိုရွှန့်ကြီးနဲ့ရေတွေဝင်လာတဲ့အတွက်တဲ့အဲ့ဒီမြေတွေ啊တဲ့စူစွတ်ပြော့ပြောင်းခြင်းကိုအ ਨੇ ဆုံးအာကျွန်တော် message တွေလာတယ်ကြာခဏလေးကြာအင်းတော်ဒုက္ခပေးတဲ့ message ခဏလေးဗျာအင်း အဲ့ဒီလိုစူစွတ်ပြော့ပြောင်းသွားတဲ့အတွက်တဲ့ at least 1 month or 6 month တွင်နေမှာတဲ့အဲ့ဒီမှာတန်200ထက်ကျော်တဲ့အဆောက်အဦတွေဟာနစ်ကြုံဆင်းသွားနိုင်ပါတယ်တဲ့ဒါကျွန်တော်ရတဲ့ message ကိုကျွန်တော်ပေးတာ ဒါငယ်လျင်နဲ့ပတ်သက်လို့ကျွန်တော်ပြောပြတာဆိုတော့အခုမန်လီတိုင်းကြီးနဲ့ဖြစ်နေတဲ့ဒေသအားလုံးအက်ကွဲနေတဲ့ပုံစံတွေကအရန်ဆွေမျိုးကောင်းတယ်နောက်တစ်ခုသူထပ်ပြောတာကအဲလိုအက်ကွဲပြီးတော့ပြိုကျနေတဲ့အချိန်မှာမိုးရွာလိုက်ရင်ပုံဆိုးပါတယ်တဲ့အဲ့ဒီ1 month အတွင်းထဲမှာတဲ့ အဲ့အကွဲနေတဲ့မြေကြီးတွေအောက်မှာမြေလွှာဒုကြီးတွေမပိတ်နိုင်သေးတဲ့အတွက်တဲ့ကျွန်တော်ကဒီ earthquake နဲ့ပတ်သက်လို့ကျွန်တော်ကပညာရှင်မဟုတ်ဘူးနော်ကျွန်တော်မေးမြန်းပြီးတော့ကျွန်တော်ပြောပြတာကောင်းကောင်းစီးကြက်တုံတုံပိတ်သွားခြင်း မရှိသေးပါဘူးတဲ့မရှိသေးတဲ့အတွက်တဲ့သူပြောတာ console မရှိသေးဘူးပေါ့ဗျာအ console မရှိသေးဘူးတဲ့အ console မရှိသေးတဲ့အတွက် ဲ့အချိန်မှာမိုးရွာချလိုက်ရင်အောက်ကတိုးဝင်နေတဲ့ရွှွ့နော်နေရေတွေနဲ့အပေါ်ကရေတွေနဲ့ပေါင်းပြီးတော့ပုံမှုပြီးတော့အောက်ခံမြေသားရိုက်ထားတဲ့ပိုင်နေစိုက်ထားတဲ့အင်္ဂရီအုံမြစ်တရားပြော့ပြီးတော့အဆောက်အဦတွေပြိုဆင်းသွားနိုင်ပါတယ်တဲ့ဒါ လက်ရှိဖြစ်ပေါ်လာမဲ့အခြေအနေအဲ့ဒါကြောင့်သူကကျွန်တော်ကိုအခုကျွန်တော်ပြောတဲ့ဟိုဟိုရင်းလေးကိုလည်းမှတ်ထားဗျာသူကပြောတာကမတ်လ28ရက်နေ့မှာမြန်မာနိုင်ငံမြေငှလျင်လှုပ်ခဲ့တဲ့ဥစ္စာကတဲ့ဧပြီလ20ရက်နေ့ကနေပြီးတော့ဧပြီလ30ရက်နေ့အထိဘလောက်တည်ငြိမ်မလဲအထိကိုစောက်ဆိုင်တင်ပါတယ်တဲ့ ပြင်တာပြုတ်တာလမ်းတွေအကွဲတာကိုအဲ့လောက်ကိုစောက်တင်ပါတယ်တဲ့ကျွန်တော်အဲ့လိုရှင်းပြတယ်အခုလမ်းတွေအကွဲနေတယ်သွားလို့မရဘူးအဲဒါလည်းကျွန်တော်တွေ့ရတယ်ဗျာအဲ့လိုတွေ့ရတော့ကျွန်တော်သူ့ကိုဓာတ်ပုံနေရောဗီဒီယိုတွေနဲ့ရောကျွန်တော်ဆွေးနွေးတယ်သူကဟာဝိုင်ဒီငတ်လင်းစင်တာဒရိုက်တာပါဆွေးနွေးတော့ तू ကတလလောက်အဲ့ဒါဒီအားလုံးစောက်ကြည့်တဲ့နဲ့ ောက်ကြည့်တင်ပြီးတော့မှပြင်ဆင်တာပြုတာတွေနောက်မို့ဆိုတစ်ခါပြင်ရတာတွေသုံးခါပြင်ရတာတွေပြင်လို့မရတာတွေဖြစ်သွားနိုင်တယ်တဲ့သူကအကြံပေးတာပါဒါလက်ရှိဖြစ်နေတဲ့အခြေအနေနော်ဒါမိတ်ဆွေတို့ကျွန်တော်ပြောပြလိုက်တာကျွန်တော်အချိန်နဲ့သိမ့်မရဘူးဆိုတော့နောက်တစ်ခုကျွန်တော်ပြောချင်တာမြန်မာနိုင်ငံရဲ့လျှင်ကိုနိုင်ငံသားသတင်းတောက်တွေဟိုတယ်တွေမှာတဲ့မီးမရှိလို့ အာဘာမဖြစ်လို့ဘူဂျုတ်ဇော်မင်းထွန်းကခမရတို့အခေါ်ဆိုရင်ဇော်မဲလုံးလုံးဂလုံးဂျလုံးဘလုံးဇော်မဲဂျလုံးဘလုံးအဲ့ဒါပြောတာတရင်တောက်ဆိုတာကျွန်တော်ကိုယ်တိုင်လေပြားမှာတရင်ယူဘူးလေကျွန်တော်ဟိုတယ်ရှိမှာဘာဖြစ်မှာတရင်သွားယူရတဲ့လူမဟုတ်ဘူးဗျကျွန်တော်ယူလိုက်တဲ့တရင်တွေကိုနိုင်ငံတကာကို အခုဆိုရင်ဆက်သွယ်ရေးစနစ်အယဲမြန်ဆန်နေမြမပြည်ကိုအကူအညီတွေရောပံ့ပိုးမှုတွေရောပို့လျှောက်လာဖို့တောင်းဟိုအဆင်ပြေနိုင်တယ်နော်ဟိုဟိုလေပြားမှာတရင်သွားယူတုံးရတဲ့ဘဝ2090ကြားတဲ့ကဘဝကလေခမရတရင်တစ်ပုတ်ရိုက်ပြီးတာနဲ့အဲ့ဒီရိုက်ထားတဲ့ကတ်ကို လူ၄၅၀နဲ့တဲ့ရတဲ့ဘဝမျိုးဗျအခုကအဲ့ဒါမရှိတော့တဲ့ဘဝဗျနော်ဟိုတယ်မှာအဲ့တဲ့သတင်းသမားဆိုတာကဘာပေါ်မှာအရင်နှဲပါတယ်ဗျနော်ပြီးတော့သတင်းသမားတွေလျှက်စစ်မီမရှိလို့တဲ့သတင်းသမားတွေလျှက်စစ်မီမလို့ဘူးလို့ကျွန်တော်တို့စီမှာဆိုလာဘက်တွေဘက်ထရီဘန်နီအများကြီးပါတယ်လို့ရှင်းပြလိုက်ပါဦးဟုတ်မလားနော်ဆိုတော့ အဲ့ဒါကြီးကိုကန့်ကွက်ဆန့်ကျင်လိုက်တဲ့သတင်းဌာနပေါင်း90ကျော်မြန်မာပြည်ရဲ့အခက်အခဲကိုတကပါလုံးဝင်လာပြီးကူညီဆောင်ရွက်ဖို့အတွက်အခုလိုညင်းဆိုတုတ်ပြန်တာကလည်းဟိုမြန်မာ blind is blind နဲ့အင်္ဂလိပ်ဒီမှာဒီမှာပြောမြန်မာ blind မြန်မာကတခုခုကိုညင်းဆန်ပြီဆိုရင်အဲ့ဒါကန်းနေတာတဲ့မြန်မာ blind is blind အဲ့လိုပြောတယ်ဗျာတမဟုတ်ပြီနော်မြန်မာ blind is blind အမှတ်ထားလိုက်ဟုတ်ဆိုတော့အခုမြန်မာ blind is blind ဖြစ်နေဆိုတော့ကျွန်တော်ပေးချင်တာဇော်မင်းထောဂျလုံးပလုံးဂျမဲလုံးသိအောင်ပြောချင်တာမင်းနေရာထိုင်ခင်းဘဲတည်တောက်ကိုမှပေးစရာမလိုမင်းမှပေးစရာအကြောင်းလည်းမရှိဘူးပေးဖို့လည်းမင်းစီကမတောင်းဘူးဒါပဲ ဟုတ်ပြီနော်ဒါဂျလုံးဘလုံးငမဲလုံးကိုပြောတာဟုတ်ပြီနော်နံပါတ်3ကျွန်တော်ပြောခြင်း ਨੇ မင်းအောင်လှိုင်မှာကိုပိုင်တားသမီးတွေမရှိဘူးဒါကိုကျွန်တော်အမြဲတမ်းလဲစိန်ခေါ်နေတယ်တားသမီးမရှိဘူးတရုတ်ကြီးတက်ချပြီးတော့မြင်းကြံကမြင်းလဲမှောင်းနေတမာတက်ချပြီးမွေးထားတဲ့ကလေးနှစ်ယောက်အတွက်လုံနေကြရတယ် စီးပွားအကျိုးရှာနေရတာဒီဒီနေရာမှာရက်တင်ပြီဟုတ်ပြီလားဤကြကွေးရောင်းတဲ့တရုတ်သားနဲ့ငင်းလဲမောင်းတမချလိုက်တဲ့ကောင်မနဲ့အတွက်ကိုမင်းအောက်တိုင်းစီးပွားရှာနေတာများလွန်သွားပြီဒီမှာရက်လိုက်တော့ကျွန်တော်ရခိုင်နေကိုတခါတလေကြာရင်စိတ်ဆိုးကျင်တယ်ဗျဒီရခိုင်မကျူးကျူးလှဟာသူ့မြမဖင်ကထွက်လာတဲ့ဥစ္စာ နှစ်ကောင်အတွက်တိုင်းပြည်တစ်ခုလုံးကိုခြာနင်းနေတာရခိုင်နေဆန့်ကျင်ရမယ်ဟုတ်ပြီလားမင်းတို့ကြိုက်ကြိုက်မကြိုက်ကြိုက်မင်းတို့စောက်မျိုးချစ်တာကိုငါချစ်တယ်ဒါပေမဲ့ဒီကျူကျူလကသူ့ညီမဖင်ကိုခြာသွားတဲ့ကိစ္စကိုတိုင်းပြည်လုံးအမျက်ထုတ်နေတာကိုမင်းတို့ဆန့်ကျင်ရဟုတ်လားဒါမင်းတို့ရခိုင်နေကိုငါအပြတ်ပြောတာငါပတ်မလိုက်တာ 我,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 我个地家丁丁家家挂，没傲来，打的米煮煮沙，打着米没死胡椒呢。一家归小呢，得有吃的啊够呢。年来某呢讲吃的够嘛的多，谁话下看来呀的单皮呀？啊，云南节目讲的，第二地二嘛强的，对吧？一开呢，我地家表来挂，我地价满干路。Levar, တေချာလို့ပြောတယ်ကွာမြန်မာစစ်ဥပဒေချုပ်တည်ရောမြန်မာပြည်ကကွာဘိုးလုံးရွေးချယ်ခဲ့တဲ့တကက်ဆရာကြီးတွေနဲ့ရောငါအတေချာဆွေးနွေးပြီးတော့မှအချက်လက်တွေအားလုံးရမှငါပြောတာဟုတ်မလားများတယ်ကွာဒါမင်းအကုန်တော့လမ်းရမယ်အကုန်ရှင်းရမယ်ဒါလေဟုတ်ပြီဒီပိုင်းဒီမှာရမယ် တေးကြလို့ပြောတာနော်ဟိုကြော်မျိုးမင်းလို့ကောင်းမအီလို့စောက်ချက်မရှိပဲတက်မလာနဲ့ DNA စစ်ခိုင်းလိုက်စောက်ချက်ကွဲတယ်ဟုတ်မလားကဲဒီမှာရမယ်နောက်တစ်ခုသွားမယ်အမေရိကန်လှူမယ်ငါတို့ test တွေငါတို့ပေးထားတဲ့ပတ်စံတွေဒါပေမဲ့အမေရိကန်အစိုးရသူ့ရဲ့ USAID ကြီးကိုပိတ်လိုက်ပြီးတော့မှပြန်လှူတာမြန်မာနံပါတ်1ပဲဒီအခွင့်ရေးကိုကြံတဲ့နိုင်ငံတွေတော့နောက်ပိုင်းရလာနိုင်တယ်ဒါကို lobby အသေးချာလုပ်နိုင်ရမယ်ဟုတ်ပြီလားငါအစိုးရဝန်ထမ်းတယောက်ဒါကိုငါတရားဝင်ပြောတာ USAID ပိတ်လိုက်ပြီမြန်မာဖြစ်လာတဲ့ကိစ္စမှာ USAID and the USAID အိတ်ကနေပြီးတော့ ပေးတာဆိုတော့ဒါမပိတ်သေးဘူးပေါ့ကွာတို့နိုင်ငံကိုအမေရိကန်နိုင်ငံကကူညီတယ်လို့ပဲအခြားဒုက္ခရောက်နေတဲ့နိုင်ငံတွေလည်းကူညီလာမဲ့အဖွခွင့်လန်းတွေပွင့်လာအောင်ကူညီခြင်းစိတ်ရှိအောင်ပူးပေါင်းဆောင်ရွက်ဖို့အဲ့ဒီစစ်တပ်ကိုမင်းတို့တိုက်တော်မှုလို့လေဟောပြီနော်ငါဒါရိုးရိုးရှင်းရှင်းလေးပြောပြတာနောက်တစ်ခုထပ်ပြောမယ် အခုကပြည်သူကိုပြည်သူကူညီနေရတာငါပဲရေးတင်လိုက်တယ်ငါရုပ်တံတွေလည်းပြတယ်စကိုင်းမှာအပုံနဲ့နေထွက်နေပြီဆိုတော့ပို့ပြီးတော့ရုပ်တံတွေတက်လာဟုတ်ပလားအဲ့လိုရုပ်တံတွေတက်လာပြီစကိုင်းကိုအခုအခုမတ်လ31ရက်နေ့မှာရောက်လာတဲ့နိုင်ငံတွေအဖွဲ့အစည်းတွေကအတိအချဆက်ရန်တရားတွေနဲ့ဆောင်ရွက်ဖို့အတွက်ဟိုအောက်မှာအကုန်လုံးတင်းနေပြီတင်းနေပြီ အဓိကကနေပြည်တော်ကိုကယ်ခိုင်းနေတာနော်နေပြည်တော်ကိုကယ်ခိုင်းနေတာတဘာဝ BND ဆိုတာအဲ့လိုကယ်လို့မရဘူးနိုင်ငံတကာကဝင်ရောက်လာရင်တောင်မှကိုယ်မှလက်ရှိ planning တွေရှိရတယ်ချက်ချင်းလောက်ကင်ဆောင်ရွက်မယ်ကိစ္စတွေစည်ရန်တရားတွေကိုယ်လည်းပြင်ဆင်ထားပေးရတယ်မင်းအောင်လှိုင်တို့ဘာမှမပြင်ဆင်ထားဘူး ဒါအမှန်ပြောတာခမားတို့ကြောက်စိမ့်တူးတဲ့ဘတ်ဖိုး2600ကျော်တယ်ဗျာမြေတူးဆက်2600ကျော်အခုကုမ္ပဏီ28ခုကစရင်ကိုကျွန်တော်တွက်ကြည့်တာကချင်ပြည်နယ်မှာကြောက်စိမ့်တူးခဲ့တဲ့ဆက်တွေ2600ကျော်တယ်ဗျာမရှိဘူးဗမာပြည်မှာ 昆明路一贯便宜，昆明路都在十里拖拉的，啊 <music>！啊，昆明表家咯，就开在六大楼六南巷那家那边。嘿 <music>，没来，没好处也是那些市民看管不干，哈哈哈哈哈哈，mother fuck，俺狗写表了。Hi, Mr. Trent, I'm talking about Myanmar government.

မင်းတို့ကနိုင်ငံရေးသမားလည်းမဟုတ်မင်းတို့ဝန်တန်းနေကွာတက်လားအေးဒေါက်တာဝင်းမြတ်အေးဆိုတဲ့ကွာဝန်တန်းဟာဝန်ကြီးနေစောက်ဖင်နေရတာဒီအချိန်မှာထုတ်ပြောလေတဘာဝဘီအန်ဒီကာကွယ်ဖို့အတွက်ဒေါ်အောင်ဆန်းစုကြည်အမေရိကန်မှာအခဲတဲ့ပတ်စံရှိတယ်ဒါဒါကျွန်တော်အမှန်ပြောတာကျွန်တော်အသေးချာသိလို့ပြောတာဗျာ မြန်မာနိုင်ငံမှာဘီလီယံ400မြန်မာကျပ်ငွေထားခဲ့မင်းတို့ပြောလေကူဘာကြောင့်မင်းတို့မပြောတာလဲအပြောင်းဝင်လို့မရမှာလားမင်းတို့အန်ယူဂျီကဘာလဲဆွေးနွေးညှိနှိုင်းဖို့လားမင်းတို့မဆွေးနွေးနဲ့မင်းတို့ကြောင်းမတက်နဲ့ဘုံခွဲမယ်အိမ်မဲမဲတွေမကင်နဲ့ပောက်ကွဲမယ်တင်းမယ်ပြောထားတဲ့ကောင်ဆွေးနွေးပွဲလိုင်းမဟုတ်တက်မလာနဲ့မင်းတို့တိုက်နိုင်ရင်တိုက်မတိုက်နိုင်ရင်ခွေးစက်ထုတ်ခင်းဒါပဲငါပြောချင် ဒီချိန်မှာမင်းတို့ပြောရမှာဒါတွေရှိတယ်ဘယ်ရောက်သွားလဲမင်းတို့မပြောနဲ့ငါပြောနိုင်တယ်လी EV ကားတွေတွင်းမှုဆိုလာပြားတွေတွင်းမှုဆိုလာနဲ့ဆက်ဆက်ပစ္စည်းတွေတွင်းမှု EV နဲ့ပတ်သက်တဲ့ဆက်ဆက်ပစ္စည်းတွေတွင်းမှုမင်းအောင်တိုင်ရဲ့အီကြာကွေးကြော်ရောင်းတဲ့တရုတ်နဲ့ကျူကျူမညမညားတဲ့ကျူကျူလှညမညားတဲ့ကောင်မမွေးတဲ့ပြည်စုံအောင်ရဲ့အောက်ကကုမ္ပဏီခုနှစ်ခုကို ဘီလီယံ140ကျော်ချီးပြလိုက်တာလေပြန်မလာဘူးလေဒါငါအပိုင်ပြောနေတယ်လေမင်းတို့အာနာသိမ့်လိုက်တဲ့အချိန်မှာဘီလီယံ400ကျော်ရှိတယ်ကွာဟဲ့ကောဝင်းမြအေးမင်းအချောက်ဆိုရင်ဖင်ခံလိုက်ဒီအချိန်မှာဒဲထွက်ပြောမင်းသိရမှာလေကွာဘာကုန်ဒီမှန်းလည်းမသိဘူးဗမာနိုင်ငံမှာဟမ် 路都要过兄弟去了，啊，所以啊，批多了呢？没一拉三天来，人哦，六个都没挂。我们点了五千个，没嘛？人家有，车来了快嘛？哪里有？不怕被压首先他搞我们修，首先得九年挂，一前嘛。 မင်းတို့ရှိခဲ့တဲ့ data တွေချပြလေဝင်းညံ့အေးငါလို့ဩငါဆဲမိတော့မယ်ကွာမသားလို့မဆဲတော့တာကွာကဲဘာကုန်နေမှန်းလည်းမသိဘူးနိုင်ငံကြီးသမားလည်းမဟုတ်စောက်ဆွေစင်မျိုးဆက်လည်းမရှိဘူးကွာဘာစောက် experience မှလည်းမရှိဘူးကွာဘယ်မှလည်းမထိုးနိုင်ဖောက်နိုင်ဘူးကွာတကယ်ကုန်နေကွာ စောက်ကြက်သေးတော်တော်တုံးနေကွာမင်းတို့ကကြက်သေးနှစ်တုံးတုံးတာဟိုဘက်ကစကားစားလဲတုံးတာမင်းတို့လည်းတုံးတာကြက်သေးနှစ်တုံးမှာလူတို့ကြားညက်တာဟုတ်ပြီလားကဲဒါဦးဒီမှာထပ်ဖြတ်မယ်နောက်ဆုံးတစ်ခုပြောသွားမယ်ဒါဆိုရင်ခမည်းဘာတွေလုတ်ပေးနိုင်မလဲဟာမြမပြီးအလှူခံလေနာကိမှာအလှူခံတယ်လေအဲ့တော့ချီးကြောက်ရင်မနူးပါနဲ့လို့ စကားစထောက်ခံသူတွေဘောမတွေရေးနေတယ်လीဟုတ်တယ်ဟိုရာချီးကြောက်ဒါချီးစိုးချီးစိုးလည်းရေးမပြောနဲ့လို့မင်းတို့ပြောလीကေအန်ယူကတောင်းဆိုချက်မှန်တယ်ဒီလောက်ပဲငါပြောနိုင်တယ်ကျန်တဲ့တိုင်းရင်းသားတွေဒီအချိန်မှာအပြစ်ခတ်ရက်စဲထားပြီးမယ်လိုအပ်တဲ့အကူအညီကိုပူပေါင်းဆောင်ရမယ်ဒါလည်းမှန်တယ်မင်းအောင်လှိုင်ကအဲ့လိုလက်ခံပါမလား လက်မခံရင်ဘာဆက်လုပ်မလဲဒါဆိုရင်အကန့်အသတ်ပေးတင်ပြီလေ one month one month ပြီးရင်မင်းမလုပ်နိုင်တဲ့အတွက်မင်းကိုတော်လှန်ပြီးငါတို့လုပ်မယ်မင်းဒိုးလိုက်တော့ဒီလိုဖြစ်ရမယ် thank you ပါအားလုံးကျေးဇူးတင်ခီးရှိလို့ဒီနေရာမှာရပ်ပလိုက်ပါမယ်